โอเคဆိုတော့ IT career နဲ့ဘယ်လို on basis တွေလုပ်နိုင်လဲမြန်မာနိုင်ငံမှာအာဒီဟာလေအရင်တော့ general ဖြစ်တယ်ဗောနော IT ဆိုတာကလေဟို fee တွေအများကြီးဒီလိုမျိုး career path တွေအများကြီးထက်ကွဲဗောနော်သူ့အောက်မှာဆိုတော့ဒီလိုမျိုးဒီ comment မှာမြင်ရတဲ့ IT career ဆိုတာအမျိုးမျိုးဖြစ်နိုင်တယ်ဗောနော်ဒါပေမဲ့ကျွန်တော် ဟို specific တော့ပြန်ဖြေပြီးလို့မရနိုင်ဘူးဗောနော် generally ရပြောမယ်ဆိုတော့ IT နဲ့ပတ်သက်တဲ့ own business ကြီးကတော့အများကြီးအများကြီးအများကြီးရှယ်ဗောနော်ဥမာအယူရှင်းဆုံးပြောဟရင်ဒီဖုန်းဆိုင်ဖွင့်တာဗောနော်ဒါဆို hardware based software ပဲဒီဖုန်းဆိုင်ဖွင့်ပြီး service ပေးတာဖြစ်ဖြစ်အာဒီ digital devices ကြီးရောင်းတာပဲဖြစ်ဖြစ်အဲအဲ့လိုမျိုးဗောနော်ဒါမှမဟုတ်ဒီ software ဘိုင်းနဲ့ဒီ digital device ကိုဟို service ပုံစံမျိုးပေးရပြီဖြစ်ပါတော့ဒါမှမဟုတ်လို့ရှိရင်ကိုကခုတ်တင်တွေဘာတွေဘာတွေရေးတာကို product ဆိုရင် product ထုတ်တာပဲဖြစ်ဖြစ် website ရေးတာပဲဖြစ်ဖြစ်ဒီ product တွေကို service အနေနဲ့ ဟိုပေးတာပဲဖြစ်ဒါမျိုးတွေဟိုလုံးလို့ရရပါတော့ဥမာဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဒီ POS system တွေရေးလို့ရတယ်ပေါ့နော်ရေးပြီးတော့ကိုကပြန်ရောင်းတာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရှင် cyber security ဘိုင်းဆိုလဲ company company ကိုတွားပြီး approach လုပ်ပြီးတော့တို့ရဲ့ဟို digital ဘိုင်းဆိုင်ရာ security ဘယ်လိုမျိုးမြင်လို့ရလဲအဲ့လိုအဲ့ပြီးတော့ offer လုပ်လို့လည်းရတယ်တို့ကလာမေးလို့ရှင်လဲ cyber security ဘက်ကဘယ်လိုမျိုးတွေ project လုပ်ရလဲကိုကတို့ရှိမြတ်တို့ရဲ့ network တွေ system တွေတွားပြီးတော့ဟို security enhance လုပ်ပြီးတဲ့ပုံစံမျိုး service ပေးရလဲဟိုဖြစ်နိုင်တယ်ပေါ့နော်အများတော့ ဟိုအများကြီးပဲပေါ့နော် IT career လို့ပြောလိုက်အောက်မှာဟိုအဲ့အောက်မှာရှိနေ own business ရဥမာကိုက IT career အနေနဲ့ company တစ်ခု paper base နဲ့ computer base ပြောင်းတော့ training ပေးမှလာဒါမှမဟုတ် paper base နဲ့ computer base ကိုကိုတိုင်းပြောင်းပေးမှလာ implement လုပ်ပေးမှလာ training တွေရောလုပ်ပေးမှလာဒါမျိုးတွေလည်းဟိုအများကြီးပဲပေါ့နော် own business ဟိုလိုမျိုး generally ပဲပြောလို့တော့ရမယ်ပေါ့နော်ဟိုအတိအကျကြီးရတော့ကိုက bay career pathway ကိုသွားချင်လဲဆိုတာပေါ့အမှုတီးရဲ့ပေါ့နော်ဒီ IT အောက်မှာအများကြီးရှိနေတာဆိုတော့လေ